။ဩဥပုသ်ဆောင်တယ်ဆိုသူလည်းဥပုသ်ဆောင်တယ်ကိုလည်းဥပုသ်ဆောင်။ဘုန်းကြီးတို့တွေတတိထားရမှာကအတန်တူပေမဲ့လို့အဆန်တူရလားဆိုတာကိုတတိထားဖို့လိုတယ်ပေါ့။အဲအတန်ကတော့တူလိမ့်မယ်။သူကလည်းကမ္မထာအထုတ်တယ်ကိုကလည်းကမ္မထာအထုတ်။သူကလည်းပရိစိတ်မယ်ကိုကလည်းပရိစိတ်။သူကလည်းဖရာကုံတော်ပွားတယ်ကိုကလည်းဖရာကုံတော်ပွားတယ်။ဟော။တေချာကြည့်ရင် တမ္မာမသိတဲ့ပုဂ္ဂိုလ်တွေကတော့ဘာသာတရားအတူတူပဲလို့ဒီလိုသွားအမတမကွယ်ပြားချမ်းသာမှုတွေအခြေခံကွယ်ပြားချမ်းသာမှုမသိလို့ရှိရင်ရောရောင်ပြီးတော့ဘာသာတရားဆိုတာအတူတူပါပဲလို့လုံးတဲ့ထဲမှာဟာဟုတ်နိုးနိုးလို့ထင်ပြီးတော့သွားလုံးပြီးလို့ရှိရင်ဒုက္ခတွေရောက်မယ်အဲ့တော့လုံးဝမတူအနှစ်သာရပိုင်းကိုကြည့်ရမယ်လုံးဝမတူဥပုသ္စောင်းနာလေးတစ်ခုပဲကြည့်လေ ဥပုသ်ဆောင်တာလေးပဲတစ်ခုထိဘုန်းကြီးတို့ဟောထားတာရှိတယ်ဥပုသ်ဆောင်ခြင်းအတိတ်ပဲဆိုတာအရင်တုန်းကဟောထားဘူးလေအဲ့ဒီဥပုသ်ဆောင်တယ်ဆိုတာကအမတမကွာချားတယ်ဘုရားဘာသာတွေဥပုသ်ဆောင်တယ်ဆိုတာကိုချင်းတရားနဲ့နေထိုင်ခြင်းလို့အတိတ်ပဲရကိုချင်းတရားကိုကျင့်သုံးပြီးနေထိုင်ခြင်းလို့ဥပုသ်အစာမစားရုံတက်တက်မဟုတ်ဘူး လူတွေကညနေစာထမင်းမစားတာလေးကိုဥပုပ်လို့ထင်းနေတာနော်ခိုးစားနေဘလို့လို့အဲ့တော့ညနေစာလေးဥပုပ်မစားတာကိုဥပုပ်ခေါ်တာမဟုတ်ဘူးနော်ကိုဆောက်တည်ထားတဲ့ကိုချင်းတရားကိုရဲ့ဘောင်းတောင်းလောက်ထားတာပေါ့လေထိတ်ထန်ထားတာဒီကနေ့ဖြင့်ငါဘာမလုပ်ဘူးဘာမလုပ်ဘူးဘာလုပ်တာကရှောင်းမယ်ဆိုတဲ့အဲ့ဒီရှောင်းခြင်းနဲ့အချက်တွေကိုလိုက်ကြည့် ရှစ်ပါးသီလဥပုံဆောင်ထားတယ်ဆိုတော့လိုက်ကြည့်ဒီကနေ့သူများတဲ့တချင်းမှရှောင်းမဲသူများဥစ္စာခိုးခြင်းမှရှောင်းမဲမမြတ်သောမေရုံခြင်းမှရှောင်းမဲဆိုတဲ့ဒီကျင့်စဉ်တွေကိုလိုက်ကြည့်မယ်လို့ဆိုလို့ရှိရင်ယန္နာပုဂ္ဂိုလ်တွေကျင့်တဲ့အကျင့်တွေဒါတွေကတဏ္ဍပုဂ္ဂိုလ်တွေကျင့်မှုခက်တယ်လေအဲ့ဒါလို့ယန္နာတွေကျင့်တဲ့အကျင့်မျိုးကိုဒီကနေ့တရက်တာလေးတို့တွေကျင့်လိုက်ရပြီဆိုတဲ့ ဘလောက်မွန်မြတ်တယ်လဲတစ်သက်လုံးမလုံးနိုင်တော့မှတရက်လောက်လုံးလိုက်တယ်ဆိုတာအလွန်မွန်မြတ်တယ်လေအေးအစာငတ်ခံရုံတက်တက်ဥပုသ္ဆောင်တာမဟုတ်ဘူးအစာမစားဘူးဆိုတာဟာဘုရားဗဒာရီအစာမစားဘူးဆိုတာအငတ်ခံတာမဟုတ်ဘူးမနဲ့မှာဝါအောင်စားထားတာဆယ်နှစ်နိုင်ဟိုဘက် မစားဘူးဆိုတာဘာတော့မအိတ်ချင်တော့ဘူး အစာအတွက်အလုံးမရှုပ်တော့ဘူးအလုံးမရှုပ်တော့ဘာလို့လုံးတရားနှလုံးသွင်းနိုင်တယ်ပို့ပြီးတော့စိတ်ထဲကစိတ်ရဲ့အညစ်အကြေးတွေကိုတန့်ရှင်းအောင်လုပ်နိုင်တယ်။ဩတရားနှလုံးသွင်းခြင်းဖြင့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုတန့်ရှင်းရေးလုပ်အဲ့ဒါဟာတကယ်ဥပုံရဲ့အနှစ်သာရအဲ့တော့သူလည်းဥပုံဆောင်တယ်ကိုလည်းဥပုံဆောင်တယ်ပြောမယ်ဆိုလို့ရှိရင်အနှစ်သာရချင်းတူရလားတိုက်ချီပေါ့ မတူဘူးဆိုလို့ရှိရင်အတ္တနာတူတာအဲ့ဒါကြောင့်မလို့သာသနာတော်မှာဒီဗုဒ္ဓမြတ်စွာရဲ့သာသနာကိုနေယနိကသာသနာလို့ခေါ်တယ်။လောက်ရင်လောက်တဲ့အတိုင်းဖြစ်တဲ့သာသနာ။အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့သာသနာရဲ့အနှစ်သာရကိုသိဖို့အမြဲတမ်းအရေးကြီးတယ်ပေါ့။အနုမို့ဆိုလို့ရှိရင်အနှစ်သာရကိုမသိလို့ရှိရင်ဒီကနေ့ခင်မှာ ဘာသာတရားတွေရောရောင်ပြီးတော့ဟိုလူကလည်းဒါဒီလူကလည်းဒါဆိုဟုတ်လို့ထင်းနေတာကြတယ်ပေါ့မတည်ဘူးသူတို့မှလည်းဖရာရှိတယ်သူတို့မှလည်းတရားရှိတယ်သူတို့မှလည်းတန်ခါရှိတယ်ဘုံကြီးရှိတယ်နဲ့ဆိုပြီးတော့ဟုတ်ကလားအေတူလားလို့ဆိုရင်အလွန်ကွာခြားတယ်အနှစ်သာရချင်းဒါကြောင့်မလို့အတန်တူပြီးတော့ဒီလို အနှစ်သာရချင်းမတူတဲ့အခြေအနေတွေကိုအခုမှ ပြောပြရတာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကလည်းပဲဒီလိုပဲတို့လည်းတူတူပါပဲဖန်ဆင်းရှင်ကဖန်ဆင်းတယ်လို့ဆိုတာကိုယုံကြည်လိုက်တာနဲ့တပြိုင်နက်ပြဿနာတွေကပိုရှုပ်တယ်ဘလို့ပိုရှုပ်လာတော့ဆိုတကူရှင်ကဖန်ဆင်းလို့လူဖြစ်လာတယ်ကမ္ဘာလောကကြီးကိုဖန်ဆင်းတယ်ဆိုလို့ရှိရင်တကူရှင်ဟာ အကျဉ်းနာတရားရှိသလားပညာတရားရှိသလားကြည့်အောင်အကျဉ်းနာတရားရှိမယ်ဆိုရင်တရားဝါရီကောင်းစားဖို့ပဲဖြန့်စင်ပြရနော်တရားဝါရီကောင်းစားဖို့ပဲဖြန့်စင်ပြရတရားဝါရီကိုတန်ခတ်တယ်ဆိုတာမလုပ်ရဘူးအကျဉ်းနာတရားရှိမိမိဖြန့်စင်ထားတဲ့တရားဝါရီပျော်ရွှင် ချမ်းမြေ့အောင်တဏှီတဲ့ဖြန့်စင်ပေးဖို့ဆိုပါတော့ဖြန့်စင်တာမဟုတ်တော့မှပဲ ကိုယ်အိမ်မှာဖြစ်လာတဲ့ကိုသားသမီးတွေပေါ်မှာမိဘတွေဟာတူညီသောမေတ္တာထားနိုင်ကြတယ်နော်ဘယ်သားဘယ်သမီးပဲဖြစ်စေအလုံးတည်ယူတရပြုစုပြီးကိုသားကိုသမီးကြီးပွားစေခြင်းနဲ့ဆန္ဒရှိတယ်အဲ့ဒါလိုပဲတကူရှင်ကဖန်ဆင်းလိုက်တဲ့သားသမီးတွေတို့သူပြောအဲ့သားသမီးတွေထဲမှာလိမ္မာတဲ့သားသမီးတွေရှိမှပဲမိုက်တဲ့သားသမီးတွေရှိမှာဘယ်သားသမီးပဲဖြစ်ဖြစ် ရှင်နာမှုတစ်ခုတည်းနဲ့ကောင်းစားအောင်သူဖန်ဆင်းမှတော့ဒီမကောင်းတဲ့စိတ်ပေါ်တဲ့သာသမီကိုလည်းကောင်းတဲ့စိတ်ပေါ်အောင်ဖန်ဆင်းလိုက်တာပေါ့နော်မလှတဲ့သာသမီကိုလည်းလှအောင်ဖန်ဆင်းလိုက်ပြညာမတတ်တဲ့သာသမီကိုလည်းပညာတတ်အောင်ဖန်ဆင်းလိုက်ပါပေါ့ဖန်ဆင်းနိုင်တဲ့ဆိုမှတော့အကုန်ဖန်ဆင်းရုံပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ဖန်ဆင်းနိုင်တဲ့အတန်းနဲ့လူချင်းတူပါလေတဲ့အတန်းနဲ့ တချို့ကြတော့အယုတ်ဆိုးအကြည့်တန်းကြီးဖန်ဆင်းလိုက်တယ်အာဖရိကတိုက်သားတွေကြတော့မဲချုပ်နေအောင်ဖန်ဆင်းထားတယ်နော်ဥရောပလူတွေတော့ခါရဖြူနိစကြည့်တွေဖြစ်အောင်ဖန်ဆင်းလိုက်တယ်ဗမာတွေကြတော့ချောချောလုံးလုံးမောင်လှက်လှက်ပါပါဖြစ်အောင်ဖန်ဆင်းလိုက်ပြန်အဲဒီတော့သူဖန်ဆင်းတာဗမာတွေကတော့ဂျင်နာကောင်းဂျင်နာလေးပဲအာဖရိကတွေကဂျင်နာချင်မချင်တာနော်တွေးကြည့်တာပါတွေးကြည့်တာ တင်နမှာပေါ့အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေကကျင့်နမှာဖြစ်တော့လဲဆင်းရဲတဲ့လူတွေကမကျင့်နနိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်တယ်ပေါ့အေးဖြစ်လာနိုင်သေးတဲ့အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူး လူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိမ့်မယ်လူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်နေဘူးအဲ့တော့မကောင်းရင်ကောင်းအောင်ပဲဖန်ဆင်းပေးပေါ့ဖန်ဆင်းနိုင်နေရပဲတကူရှိတယ်ဆိုလို့ရှိရင်မကောင်းတဲ့လူကောင်းအောင်လုပ်ပေးလိုက်စိတ်တူရတဲ့လူစိတ်ရှိအောင်ဖန်ဆင်းပေးလိုက်ဒေါသကြည့်တဲ့လူဒေါသမကြည့်အောင်ဖန်ဆင်းပေးလိုက် အဲ့လိုလေလုံနိုင်စွာရှိရတဲ့နဲ့ဘာလို့လုံမပြီးလဲမေးစရာရှိလာတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားက ဘာကိုဝေဖန်ထောက်ပြပေးတယ်လဲလို့ဆိုလို့ရှိရင်ဖန်ဆင်းရှင်ကဖန်ဆင်းတယ်လို့ဖန်ဆင်းလို့ဖြစ်ရတယ်လို့ဆိုတဲ့အတွေးခေါ်အတိအမြင်ကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဖို့တဲ့ ကိုကိုယ်တိုင်လှုပ်တဲ့နဲ့ကိစ္စမလှုပ်တဲ့နဲ့ကိစ္စရွေးချယ်ဖို့ရအတိတ်ပဲမရှိတော့ဘူး။ဘာဖြစ်လို့လို့ဆိုရင်ဖခင်ခင်လိုတော့ကြပဲဖြစ်ရမှာပဲ။ကိုယ့်အကူရွေးချယ်သွားစရာမလိုဘူး။ဘာပဲဖြစ်ဖြစ်သူ့လိုတော့ကြအတိုင်းပဲ။သူဖန်ဆင်းတာကိုကရဏီယကရဏီယဆိုရယ်လှုပ်တဲ့နဲ့ကိစ္စနဲ့မလှုပ်တဲ့နဲ့ကိစ္စဆိုတာဟာလူတွေကကိုယ့်အကူရွေးချယ်နေကြရင်အတိတ်ပဲမရှိဘူး။ ရွေးချယ်စရာမလိုတော့ဘူးလူဆန္ဒဆိုတာလည်းအသုံးမဝင်တော့ဘူးဆန္ဒအားလျော်ဆိုတာကျိုးပန်းအထောက်မှုဆိုတာလည်းအသုံးမဝင်တော့ဘူးအချိန်တန်လို့ရှိရင်ဖန်ဆင်းရှင်ကနေသူစီမံတာခံရမှာပဲဖြစ်တယ်အဲ့ဒါကြောင့်မို့လို့လူရဲ့လုံလဝီရိယအသိပညာဆန္ဒတို့အသုံးမဝင်တော့တာဖြစ်သွားနိုင်တယ်စင်းစားလိုက်ပဲဆိုလို့ရှင်လူတွေဟာ ဘဝရလာတဲ့အခါမှာအယောင်းဝယ်တဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်နော်တရားရည်အသက်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်မကောင်းတဲ့ဒုစရိုက်တွေနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရွှေငွေရောင်းချပြီးအသက်မွေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒါဆိုလို့ရှိရင်ရွှေဆိုင်ဖွင့်ပြီးတော့ရွှေရောင်းရတာလေဘုရားသခင်ဖန်ဆင်းလို့လားတကိုးရမြဖြစ်ပြီးတော့ သူများပစ္စည်းကိုလူယူတိုက်ခို့ကိုစ조사တာလဲဘုရားသခင်ဖန်ဆင်းလို့လားအဲ့တော့ဖန်ဆင်းပြီးရင်ねထောင်နေကြတော့လဲပဲဘုရားသခင်ဖန်ဆင်းလို့ထောင်ချတယ်တရားသူကြီးကချတာမဟုတ်ဘူးအဲ့ဒါဆိုလို့ရှင်တရားသူကြီးကထောင်ချတာမဟုတ်ဘူးအပြစ်ကထောင်ချတာမဟုတ်ဘူးဘုရားသခင်ကထောင်ချတယ်ဆိုပြီးပြောစရာအပြစ်အနာစာတွေအများကြီးဖြစ်လာစဉ်းစားစရာတွေအများကြီးဖြစ်လာအဲ့ဒါမြတ်စွာဘုရားစဉ်းစားပြ ဘုရားသခင်ဖန်ဆင်းလို့သူ့တဲ့တန်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့သူများဥစ္စာခိုးနေရတယ်ဘုရားသခင်ဖန်ဆင်းလို့ကြာကူရီဘဝရောက်နေတယ်ဘုရားသခင်ဖန်ဆင်းလို့လူလိန်လူခေါင်းဖြစ်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့မူရစေဝါတွေတုံးနေရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတွေဖြစ်ကုန်ရောအဲ့ဒါလို့မစီလျော်တဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ်ဒါကြောင့်မြတ်စွာဘုရားက အဲ့ဒါဟာမကမှုမရှိဘူးတကယ်ကတော့လူ့ဘဝရလာတယ်ဆိုတာဟာဘယ်သူမပြုမိမိမှုမိမိကိုယ်တိုင်လှုပ်ခဲ့တဲ့အတိုင်လူတွေဟာကိုယ်လှုပ်တာကိုရကြတာသာဖြစ်တယ်ကိုလှုပ်တာကိုရတယ်ဆိုဟုတ်တယ်ကိုအသက်မွေးဝါကြောင်းမုန်းဖို့ပြီးအသက်မွေးမယ်ရွှေရောင်ချပြီးအသက်မွေးမယ်စတိုးဆိုင်ဖွင့်ပြီးအသက်မွေးမယ်တကုတ်ကိုလှုပ်နေကိုလှုပ်နေကြတာပဲလေ ကိုဝါသနာပါရလှုပ်ကြတာပြီးတော့အလုတ်မကောင်းဘူးဆိုရယ်ပြောင်းလို့ရလေဖန်ဆင်းထိုင်ရင်ပြောင်းလို့မရတော့ဘူးဖန်ဆင်းကြတယ်ဒီတိုင်းဖန်ဆင်းလိုက်တာဆိုတော့ပြောင်းမရခုကပြောင်းရကိုဒီလှုပ်မကြိုက်ဘူးဆိုနောက်တလုပ်ပြောင်းရတချို့ဆိုဆရာဝန်တင်းနှံတက်ပြီးတော့ဘွဲတွေဘာတွေရပြီးတော့ဆရာဝန်လှုပ်မစားခြင်းလို့တခါဈေးရောက်စားတာတွေလည်းပြည့်အဲ့တော့ဘုရားသခင်ကလွယ်လွယ်မမဖန်ဆင်းလိုက်သလားမသိဘူးအဲ့ဒါကြတော့နော် မင်းဆရာဝန်ဆေးကြောင်းတော်တက်ဒါပေမဲ့မင်းဆရာဝန်မလုံးနဲ့လို့များဖန်ဆင်းလိုက်သလားအဲ့ဒီလူတွေစဉ်းစားစရာတွေဖြစ်ကုန်တယ်ဘုနော်တကယ်တော့လူတွေဟာကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်လုံးနေကြတာဆိုတာထင်ရှားတယ်ကိုယ်ဆုံးဖြတ်ချက်နဲ့အဲ့တော့မြတ်စွာဘုရားကကမ္မတကတသမဒိဋ္ဌိလူဘဝရလာတယ်ဆိုတာတဲ့ကိုယ်လုံးတာအောင်မှုဆိုလို့ရှိတယ် we are our own architect ကိုဘွားကိုကိုပဲဖန်တင်ဖန်ဆင်းလာအဲ့ဒီအယူအဆအယူအဆအမြင်ကိုဘုန်းကြီးတို့တော့အလွန်ကျေနပ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကောင်းလဲကိုကိုမှတောင်းအောင်ရှိတယ်။မကောင်းလဲကိုပဲတောင်းအောင်ရှိတယ်။အလွန်ကိုလွတ်လပ်တယ်။အလွန်ကိုလွတ်လပ်တယ်။ကိုဘာဖြစ်ချင်တယ်လဲဖြစ်အောင်လုပ်။ကိုဘာကြိုက်တယ်လဲကြိုက်တာလုပ်လို့ရတယ်။ လူတွေကမသေးခင်လည်းပဲဒီလိုပဲယူရေးကြတာပဲလေယူရေးကြတာကိုကြိုက်တဲ့ပညာသင်တယ်ကိုလှုပ်ချင်တဲ့လုပ်ငန်းလှုပ်ကြတယ်လှုပ်ကြတာကိုယ့်ကိုယ်ယူရေးချင်မှုနဲ့သွားကြတာပဲဖြစ်တယ်ပေါ့အဲ့တော့ဘဝမှာလည်းပဲကိုယ့်ကိုယ်ယူရေးချင်လို့ရတယ်ဒါဆိုဘုရားအကြောင်းနဲ့အကျိုးဟောတာလားဖြစ်လို့ဒါနကောင်းမှုလှုပ်တဲ့ပုဂ္ဂိုလ်တွေဟာဟိုဘဝကျတော့ချမ်းသာကြွယ်ဝမယ် တိလကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာကျမ်းမာမယ်သက်ရှိမယ်နော်ဒါနတိလပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကလူ့ဘဝလူချမ်းသာကိုရတယ်လွန်လွန်ကဲကဲဒါနတိလကိုလုပ်ပြီးဆိုရင်နတ်ဘဝကိုရောက်တယ်နတ်ပြည်ရောက်ပြီးတော့ချမ်းသာမယ်သမထကျင့်စဉ်တစ်ခုကိုအောင်မြင်မြင်ချိန်မယ်ဆိုရင်ပြမဘုံရောက်တယ်ကဘာကြအောင် ကဘာပေါင်းများစွာကြအောင်အသက်ရှိတယ် ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်တဏှာရောကလွတ်မြောက်တယ်ဆိုတာ။အသူကျင့်စဉ်နဲ့သူ့အကြောင်းနဲ့သူဟာသူတို့ဟောတာ။ဘယ်သူကမှဖန်ဆင်းတာမဟုတ်ဘူး။အဲ့ဒီလိုလွတ်လပ်တယ်။ကိုကြိုက်တာကိုလွတ်လို့ရ။ဖျားဖြစ်ပြီးတော့သရဝတိကိုကက်တင်ခြင်းနဲ့ပဲဖျားစုပန်ပြီးပါရမီဖြစ်ဖြစ်တယ်။နော်။အေးဖျားမဖြစ်ဖျားဖြစ်ရမှာ ပါရမီဖြစ်ရမှာကြောက်တယ်။ အဲ့ကတာဝကလောင်းဆိုတော်ပါပြီဆိုရင်လဲပါရမီဖြစ်အဖရာမဖြစ်ခြင်းမူဖရာအဖေအမေဖြစ်ခြင်းနဲ့ဆိုတဲ့ပါရမီဖြစ်လို့ရအဲ့ဒါလို့ပေါ့အမျိုးစုံကိုကြိုက်တာဟောကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိကိုကြိုက်တာကိုရွေးချယ်ကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိတာဘယ်လောက်ချင်းနေစက်ပေါ့နော်အခုခေတ်မှာဆိုလို့ရှိရင် ိုကကိုမရေးချက်ခွင့်မရှိတာတွေဟာရှိသေးတယ်။ကိုကြိုက်တာကိုရေးချက်ခွင့်မရှိဘူး။ဆေးချောင်းတက်ခြင်းနဲ့အမှတ်က300လောက်400လောက်ဖြစ်ရွေးလို့မရပြန်။နော်။အင်ဂျင်နီယာဝန်ကြီးနဲ့အမှတ်နဲ့နေရွေးလို့မရပြန်။ကိုကြိုက်တာတောင်မှပဲလူဘဝရွေးလို့မရတာအများကြီးရှိတယ်။အဲ့တော့ဒီကံတရားနဲ့ပတ်သက်လာလို့ရှိရင်ကိုကြိုက်တာကိုယူလို့ရလုံးဝစံဝဲအမှတ်နဲ့ချိတ်ဆက်ထားတာမရှိဘူးနော်ကိုကြိုက်တာကိုယူ ကိုကြိုက်တာကိုရွေးပြီးတော့အလုပ်ပဲလုပ်ဖို့လိုတယ်။ပညာတကြီးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ပညာပါရမီဖြစ်။ပညာပါရမီဖြစ်ရ။သင်ကြရမယ်ပညာ။ဟောတကယ်ကိုတကူရှင်ကြီးဖြစ်ခြင်းနဲ့ဆိုတကူရခြင်းအကြောင်းတရားတွေကိုလို့ဒီလိုဆိုလို့တာပေါ့နော်။အဲ့တော့ကိုကိုချုံးမလှပခြင်းနဲ့ဆိုလို့ရှိရင် ပြုံပြုံနေနေစိတ်မဆိုးနဲ့ စိတ်ဆိုးရင်လူဟာစိတ်ဆိုးရင်အယုဆိုးကြည့်တတ်တယ်လေဒေါသထွက်လာလို့ရှင်လူဟာနှုတ်ခမ်းညက်ဆူတာချောတဲ့လူတောင်မှပဲစိတ်ဆိုးရင်အလှပြက်သွားတာပဲဒါကတဘာဝနော်ခဏခဏစိတ်တို့လို့ရှင်အဲ့ဒီပုံစံကြီးဖြစ်လာတာဒါကြောင့်မို့ထန်ပြင်းဒေါသကြည်လွန်ကအလှပြက်ပြီဆို စိတ်တူတတ်တဲ့လူဟာဖြစ်နေရဘဝမှာမျက်နှာကြီးကဌာနန်ကြီးနဲ့ဟောဟုတ်လားမျက်နှာပုတ်ကြီးနဲ့ဖြစ်တတ်တယ်တဲ့အဲ့ဒါအစအရေကဒေါသမရှိဘူးအလုံးကပြုံးပြုံးရွှင်ရွှင် ခင်ခင်မင်မင် နေတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာအဲ့ဒီကြည်လင်တဲ့မျက်နှာနဲ့ပဲဘဝမှာဖြစ်တယ်ဟောသူလုခဲ့တဲ့အတိုင်းသူဖြစ်တာလေ အဲအသားဖြူခြင်းနဲ့ဆိုလို့ရှိရင်တချို့ကအသားဖြူခြင်းလို့လေဖျောင်းနိုင်လှူတယ်အဲ့ဒါတော့သိပ်မစီဆိုင်ဘူးတမန်ရောအသားဖြူခြင်းလို့ဖျောင်းနိုင်လှူတာတဲ့တချို့တကမာကြီးတွေကြံ့ကြံ့ဖမ်းမှာအဲ့လိုလုပ်တယ်ဖျောင်းနိုင်လှူတာတောင်ရိုးရိုးမလှူအသားဖြူခြင်းလို့ထုံးလှူလာဆိုထုံးတော့မလှူအဲ့တော့ အဲ့ဒါဆိုလို့ရှိရင်မိသွေးလူလို့ရှိရင်သားမဲမယ်ဆိုပုံစံဖြစ်အဲ့ဒါလို့လည်းမဟုတ်နိုင်ဘူးနော်အတုံးကတခြားစီဘူးတုံးကတခြားဆိုလိုရင်းကအသားဖြူတာဟာ ချောမောလှပခြင်းနဲ့မှပါတယ်ဆိုလို့ရှိရင်မေတ္တာရှိတဲ့မျက်နှာရှင်ဟာချောမောလှပမှာဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာဖြစ်လျက်ဘဝမှာဒီရုပ်ဆိုးจิตတ ဒီဘဝမှာဒါနကောင်းမှုလုပ်လို့ရှိရင်နောက်ဘဝမှာချမ်းသာကြွယ်ဝလူဖြစ်တယ်။မလူရဲ့မတန်းရဲ့နှမျောဖက်နေတဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝကျစားရမယ်မဲ့တောင်းရမယ်ဖြစ်တယ်။ဒီဘဝပညာမသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝလည်းပညာတက်ဖို့ခက်ခဲတယ်။ပညာသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝပညာတက်နိုင်တယ်။သူများအသက်မတတ်တဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝအသက်ရှိ သူများအသက်တွေတတ်ပြီးတော့အသက်ရှိပါစေဆုတောင်းလို့လည်းမရဘူး။အသက်တိုးတတ်တယ်။သူများကိုနှိမ့်ဆက်ညှဉ်းပန်းတဲ့ပုဂ္ဂိုလ်သည် တဖက်သားခံရတယ်လို့သူတို့ရောဂါဝိရဏတွေဖြစ်ပြီးတော့ဖြစ်တယ်။မူရစေဝါရှောင်တဲ့ပုဂ္ဂိုလ်ဟာနောင်မွားမှာအယူအနှံမဖြစ်ဘူး။မူရစေဝါသုံးဆွဲလို့ရှိရင်မူတယ်ဆိုတာမူတယ်ဆိုရဲအယူဖြစ်တာပဲလေ။အဲ့ဒီမူရစေဝါသုံးပြီဆိုရင်နောင်မွားမှာအယူအနှံသွားဖြစ်တယ်။အဲ့တော့အဲ့လိုသူ့အကြောင်းနဲ့သူ့အကျိုး ကြည့်လိုက်တဲ့အခါကျတော့ကိုကိုကိုကောင်းစားခြင်းနဲ့ဆိုရင်ကိုကောင်းတဲ့အလုပ်ပဲလုပ်ဖို့လိုတယ်။အဲ့ဒါအလွန်ကိုလွတ်လပ်လို့အလွန်ချိန်တတ်တယ်ခေါင်းကြီးတို့လွန်ချိန်တတ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့တဏ္ဍာရဘုရားသခင်ကဘယ်တော့မှမလဲဆိုတဲ့မျက်နှာလေးမော့ပြီးမျောနေရမယ်ဘဝအလွန်ဆိုးတဲ့ဘဝပဲ။သူစိတ်သူစိတ်ပါမှာဖန်ဆဲမှာစိတ်မပိုင် ပြစ်ထားလဲကိုခံရမှာဘာလုပ်လို့မရဘူး။ အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားကြတော့အဲ့တော့ကိုလုံးထကိုရတယ်ဆိုတော့ကိုယ့်ကိုကြိုးစားကိုယ့်ကိုကြိုးစားလို့ရှိရင်ကိုကြိုးစားတဲ့အတိုင်းဖြစ်လာဝိရိယရဲ့အကျိုးရှိလာဒါမှမဟုတ်ဗမာစကားမှာလည်းကြိုးစားကဘုရားတောင်ဖြစ်တယ်ဆိုတာရှိတယ်ပေါ့အဲ့ဒါဟာဉာဏ်ဖွဲ့ရအကောင်းဆုံးအဲ့ဒါကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုတဲ့ကံကံဤအကျိုးပေါ်မှာမိခူရှုမြင်တတ်တဲ့ အတိညာဟာဘလောက်ထိအောင်လူတွေရဲ့ဘဝကိုအထက်တန်းကို ရောက်သွားစေနိုင်တယ်ဆိုတာစဉ်းစားကြည့်ပေါ့ဒါမို့မြတ်စွာဘုရားကကံကံဤကျိုးကိုယုံကြည်လက်ခံခြင်းသိမြင်ခြင်းဆိုတဲ့ကမ္မတက္ကတာတမဒိဋ္ဌိဟာမှန်ကန်တဲ့အမြင်တစ်ခုဖြစ်တယ်အဲ့ဒီမှန်ကန်တဲ့အမြင်ကိုခြေခံပြီးတဏှာကောင်းမှုသီလကောင်းမှုလှုပ်ခြင်းအပြင်လူတွေရဲ့ချမ်းသာဒုက္ခရကြတယ်ဆိုတာကိုအတိအကျဟောထားတာဖြစ်တယ် အခုကဘာကြီးမှာ ဘာသာတရားတွေ क्वे ပြားနေတာအကြောင်းမှန်ကိုမသိလို့ क्वे ပြားနေတာအကြောင်းတရားရှာတဲ့အခါမှာမတူညီမှုကြောင့်ဘာသာတရားတွေ क्वे ပြားနေတာကြည့်လေအကြောင်းတရားဘယ်လိုရှာတော့ကဘာကြီးကဘာကြောင့်ဖြစ်လာလူတွေကဘာကြောင့်ဖြစ်လဲဘယ်ကရောက်လာဟောစဉ်းစားကြမယ်လေကဘာကြီးကဘာကြောင့်ဖြစ်လာလဲလူတွေကဘယ်ကရောက်လာတာလဲရှားတတ်တော်တွေကဘယ်ကရောက်လာတာ အကြောင်းတရားရှာတဲ့အခါကျတော့တကယ်အစစ်မှန်အကြောင်းတရားသည်တိတ်ပြီးတော့နက်နဲလို့လက်လမ်းမမီတော့မမြင်နိုင်ဘူးမမြင်နိုင်တော့ဘာသွားတွေးတော့ဆိုရင်သာဝရဘုရားကြီးဖန်ဆင်းလို့လို့ဆိုတဲ့အကြောင်းတရားပြောတော့တာဒါလွယ်လွယ်နဲ့အကြောင်းရှာလိုက်တာတကယ်ဟုတ်လားလို့ဆိုတော့မဟုတ်ဘူးဆံရအကြောင်းတရားတွေရှိတယ် လောကကြီးမှာကဘာကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်တတ္တလောကကြီးမှာလည်းဆံရအကြောင်းတရားတွေရှိတယ်ဩကတလောကကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်သူဆံရအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်အဲ့ဒီမှန်ကန်တဲ့ true cause ကိုရှာပြီးတော့မတွေ့သည့်အတွက်ကြောင့်ဟောသာဝရဘုရားဖန်ဆင်းလို့ကဘာကြီးဖြစ်လာရတယ်လူသားတွေဖြစ်လာရတယ်ဆိုတဲ့အယူမှန်ရွဲ့တဲ့အယူဆက်တည်းပေါ်လာအဲ့ဒါကိုဝိတမဟေတုဒိဋ္ဌိလို့ခေါ်တယ် မမမကန်တွေးခေါ်လာတဲ့အမြင်တစ်ခုမဟုတ်ဘဲနဲ့ဟုတ်တယ်ထင်ရင်အမှားပဲလေဒါမဖန်ဆင်းမဲ့နဲ့ဖန်ဆင်းတယ်လို့ထင်ရင်အမှားပဲဟောတကယ်ဖန်ဆင်းတာမှမဟုတ်ပဲအဲ့ဒါမှာဝိသမဟိတုဒိဋ္ဌိတဲ့အဲ့ဒါကိုလက်ခံသူရှိတယ်လို့လက်မခံတဲ့လူလည်းရှိတယ်တချို့ကြတော့ အလေးမစင်စားလို့ဘူးအကြောင်းလည်းမရှာလို့ဘူးကြတော့ဘာပြောတော့ဆိုရင် costless ဘာကြောင့်မှမရှိဘူးသူကသူဖြစ်တာလို့ပြောကြတယ်အဟေတုကဒိဋ္ဌိလို့ခေါ်တယ်ကြောင်းဖြစ်နေတယ်အဲ့ဒါကိုဝိသမဟိတုဒိဋ္ဌိလို့ခေါ်တယ်အကြောင်းကိုလက်မခံဘူးအဟိတုကဒိဋ္ဌိ သူ့ဘာသူဖြစ်ချင်လို့ဖြစ်တာဘာကြောင့်မှမရှိဘူးလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တစုကပေါလာ။ဩဒီအကြောင်းတရားရှာရင်နဲ့မှန်ကန်တဲ့အကြောင်းကိုရှာမတွေ့နိုင်သည့်အတွက်ကြောင့်ဘာသာတရားတွေကွဲပြားခြားနားသွားတယ်။မြတ်စွာဘုရားကအကြောင်းတရားကို ရှာပြတယ်။ဘာနဲ့ရှာပြပဋိစ္စသမုပ္ပါနဲ့ရှာပြ။သစ္စာ၄ပါးနဲ့ရှာပြ။မှန်ကန်တဲ့အကြောင်းတရားကိုမြတ်စွာဘုရားကအကျဉ်းအဖြစ်ဘာကိုဟောတော့သစ္စာ၄ပါးကိုဟော။ လောကကြီးတတ္တလောကကြီးတစ်ခုလုံးကိုမြတ်စွာဘုရားကဘာလို့နာမည်ပေးလိုက်တော့ဒုက္ခလို့နာမည်ပေးလိုက်တာနော်ဒုက္ခဆိုတဲ့အဓိပ္ပာယ်ကဆင်းရဲတာလို့ပြောတာမဟုတ်ဘူးဒီနေရာမှာဒုဆိုတာဆက်ဆုပ်မုန်းတီးเสียအကောင်းပြီးခဘာမှမရှိဘူးလို့ပြောတာအဲ့ဒီအဓိပ္ပာယ်နဲ့ပြောတာဒုရဲ့အ낵ကခုတ်စိတ္တမမှန်ကန်သည့်အတွက်ယုံမုန်းเสียအကောင်းတယ် ခါကထင်တဲ့အတိုင်းတခုမှမဟုတ်ဘူးလို့ပြောထင်ထားတဲ့အတိုင်းတခုမှမရှိတာဒါကြောင့်မလို့ဒုက္ခကိုဒီနေရာမှာ suffering လို့မပြညာဘူးတော်တော်များများကတော့ suffering လို့ပြညာတယ်မှန်ကန်တဲ့အိဗယ်ကိုမရောက်နိုင်ဘူးအဲတချို့ကပြောင်းပြီးတော့ပြုပြန်လို့ဆို unsatisfactoryness ကျင့်နေဆရာမကောင်းဘူးလို့ဒီလိုပြန်နည်းနည်းတော်သေးတယ် ဆဖားရင်တို့ပြန်ရင်လူတွေကအတွေးခေါ်ဘလို့ဖြစ်ကုန်လို့ဆိုအေးချမ်းသာတာတွေလည်းကုန်ဒုက္ခဝါတွေလည်းဒုက္ခဒုက္ခပဲရှိတယ်ဆိုတော့ဘုရားဝါရကဒုက္ခကြီးကိုကြည့်နေတဲ့ဝါရကြီးလို့ဆိုပြီးပက်ဆမစ်ဇင်လို့ထင်မှားကုန်ကြတာအဆိုးမြင်ဝါရကြီးလို့ဒီလိုထင်နေကြပြန်မဟုတ်ဘူးအဲ့ဒါနော်အဆိုးမြင်ဝါရကြီးအဖြစ်ယူဆလာကြတကယ်တော့မြတ်စွာဘုရားကဒုက္ခလို့ဟောတာဒီစကားလုံးရဲ့အတိတ်ကဒု ခြေနှက်ဆရာမကောင်းဘူးခထင်တဲ့အတိုင်းတခုမှမရှိဘူးမယောက်ျားလို့ထင်တယ်မရှိဘူးယုံတဲ့နာမရှိနေတယ်မိမလို့ထင်တယ်ယုံတဲ့နာမရှိနေတယ်သူလို့ထင်နေတယ်မရှိဘူးငါလို့ထင်နေတယ်မရှိဘူးတကယ်ရှိနေတာယုံတဲ့နာမရှိတယ်ဟောဒီ illusion ကိုဖြစ်ပေါ်စေတတ်လို့ဒါကိုဒုက္ခလို့ဒီလိုသတ်မှတ်တာ